ပစိဘိတ်သမုတ်တရာမှာတရုတ်လေရင်တင်တင်မောနှစင်ဆေးရဲလှူရှားမှုတွေပြုလုပ်နေတာကိုပထမဆုံးအကြိမ်ဖြစ်တွေ့ရှိခဲ့ပြီးဒီလှူရှားမှုတွေဟာတရုတ်ရဲ့နေရှိဝါဒရည်ရွယ်ချက်ကိုပြသနေတာဖြစ်တယ်လို့ထောင်ဝမ်ကာကွယ်ရေးဝန်ကြီးဝယ်လင်တန်ကူးကဇွန်လ17ရက်မှာပြောကြားခဲ့တယ်လို့ရိုက်တာမှဖော်ပြခဲ့ပါတယ်တရုတ်လေရင်တင်တင်မောတွေလှူရှားမောင်းနေနေတာဟာတရုတ်ဒီသူ့ရဲ့နေဆက်တွေထက်ကျော်လွန်ပြီးဆေးရဲစမ်းဆောင်ရည်တွေကိုချန့်ထွင်နေတဲ့ရည်ရွယ်ချက်ကိုပြသနေတာဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဂျန်နာဂါတာနီကလည်းဇွန်လ10ရက်မှာပြောကြားခဲ့ပါတယ်။ဂျပန်၊ထိုင်ဝမ်နဲ့ဖိလစ်ပိုင်ကျွန်းစုတွေပါဝင်တဲ့ပထမကျွန်းစုအတွဲကိုဖြတ်တန်းပြီးဂျပန်၊ဂူဝမ်နဲ့အင်ဒိုနီးရှားကျွန်းစုတွေပါဝင်တဲ့ဒုတိယကျွန်းစုအတွဲကိုဝင်ရောက်မှုဟာတရုတ်ရဲ့နိုင်ငံရေးအမှားစကားတစ်ခုဖြစ်ပြီးနယ်မြေချဲ့ထွင်လိုတဲ့ရည်ရွယ်ချက်ကိုမြင်တွေ့နိုင်တယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။တရုတ်ပြည်မကြီးရဲ့ကမ်းလွန်တဲ့ပုံမှုဝေးကွာတဲ့ရေပြင်တွေမှာ စီရေးလှုပ်ရှားမှုတွေကိုပြုလုပ်နိုင်စွမ်းရှိတယ်လို့ပြသနေတဲ့တရုတ်ရေတပ်ကလည်းသူ့ရဲ့လေရင်တင်သင်းမောတွေဟာမြေတီနိုင်ငံမြေတီဒေသကိုမှပြင်းထန်ထားတာမဟုတ်ပဲလူရောလှုပ်ဆောင်လေ့ကျင့်မှုတာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်ဟာတရုတ်ရဲ့စီရေးလေ့ကျင့်မှုတွေနဲ့ကင်းလဲမှုတွေအပါအဝင်တရုတ်ရဲ့စီရေးလှုပ်ရှားမှုတွေကိုအနီးကပ်စောင့်ကြည့်နေတယ်လို့ထိုင်ဝမ်စစ်တပ်ကလည်းတရုတ်ပြည်သူလူမျိုးရေးတက်မတော် PNLA ကိုရင်ဆိုင်နိုင်ဖို့လက်နက်တွေကိုအဆင့်မြင့်တင်မွမ်းမံလျက်ရှိပါတယ်။ အမေရိကန်ထံကအော်ရာမာယူထားတဲ့လော့ဟီမာတင် F-16V တိုက်လေယာဉ်66စင်းအနက်10စင်းကျော်ဟာအခုနှစ်တွင် ရောက်ရှိလာမှာဖြစ်ပြီးကြံလေယာဉ်တွေဟာ2026ခုနှစ်မှာရောက်ရှိလာလိမ့်မယ်လို့ထိုင်ဝမ်လေတပ်ရဲ့စီးဦးစီးချုပ်လီချင်းချန်ကပြောကြားခဲ့ပါတယ်။ပြီးခဲ့လကပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ2026ခုနှစ်အတွင်းတိုက်လေယာဉ်တွေပိုပေးနိုင်လိမ့်မယ်လို့ အမေရိကန်ဘက်ကပြောကြားခဲ့ပါတယ်အခုနှစ်ထဲမှာလည်းလေရင်ဆယ်စင်းကျော်လောက်ပို့ပေးနိုင်လိမ့်မယ်လို့ပြောပါတယ်လို့လီကပြောကြားခဲ့ပါတယ်ထိုင်ဝမ်ဟာတရုတ်ရဲ့ဂျေတွန်ဒီကိုပြောက်တိုက်လေရင်အပါအဝင်တရုတ်လေတပ်ကိုပုံမကောင်းမွန်စွာရင်ဆိုင်နိုင်ဖို့ခင်းပြီးလက်နက်တွေနဲ့ဗေဒါစနစ်တွေတပ်ဆင်ထားတဲ့တိုက်လေရင်တွေရရှိရန်နှောင့်နှေးကြမ်းကြမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်ကိုစောတကတ်တက်ခဲ့ပါတယ်မေလကလည်းတရုတ်ဟာ အရှိအာရှရေပြင်တွေမှာရေတန်းနဲ့ကမ်းခြေဆောင်တစ်ဖက်တင်မောအများပြားကိုဆီလွတ်ပြီးအင်အားပြခဲ့တယ်လို့ဒေတာတွင်းနိုင်ငံတွေကစိုးရိမ်နေကြတယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။